Prophet Jonah ၏နမိတ်လက္ခဏာနှင့်ကျွန်တော်၏အချိန်ကာလဧသလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါသည်။2025ခုနှစ်အောက်တိုဘာလ13ရက်နေ့ဧဝံဂေလိတရားတော်များကိုထောက်ရှုကြပါစို့။ရှင်လူကအခန်းကြီး7အခန်းငယ်29မှ32ကိုအခြေခံထားပါဗျ။သခင်ခရစ်တော်ကသူ့ထံမှအံ့ဖွယ်နမိတ်လက္ခဏာတွေကို တောင်းဆိုနေတဲ့လူအုပ်ကြီးကို ပြောတဲ့စကားတွေကို ကြားခဲ့ရမှာပါ။ ယင်ခရစ်တော်က Prophet Jonah ၏နမိတ်လက္ခဏာမှတစ်ပါးအခြားနမိတ်လက္ခဏာတွေကိုသူတို့အားပေးမိမဟုတ်ကြောင်းကိုမိန်တော်မူခဲ့တာပါ Prophet Jonah ဟာနီနီဝေးပြည်သူပြည်သားတို့အတွက်နမိတ်လက္ခဏာဖြစ်တဲ့ကဲ့သို့ခရစ်တော်ဟာလည်းပဲထိုလူမျိုးအတွက်နမိတ်လက္ခဏာဖြစ်လိမ့်မယ်လို့ကိုရောရှင်းပြခဲ့ပါတယ်တရားစင်သောနေ့မှာနီနီဝေးမျိုးသားများနဲ့တောင်ဘက်အရမမိပြားသည် ဤလူမျိုးကိုအပြစ်တင်လိမ့်မည်ဟုကိုရောကမိန့်တော်မူခဲ့တာပါကျွန်တော်တို့ဆင်းရဲဒုက္ခရောက်နေကြတဲ့ကျွန်တော်တို့တယောက်ချင်းစီအတွက်လဲဒီအေးဝင်ကလေးတရားတော်ကိုထောက်ရှုခြင်းအပြင်ခွန်အားယူနိုင်ပါတယ်ပရောဖက်ယောနာဟာငါးကြီးတကောင်ရဲ့ဝမ်းထဲမှာသုံးရက်ကြာနေခဲ့ရတဲ့ကဲ့သို့ခင်ခရစ်တော်ဒီလည်းပဲဒီချင်းမှတစ်ခါရှင်းမြောက်ထောက်မြောက်ခြင်းမပြုမီသုံးရက်အချိန်ကာလအသက်မဲ့သောခန္ဓာကိုယ်နဲ့နေခဲ့ရပါတယ် အသက်အသေးမခံရခင်နှိမ့်ဆက်ညှဉ်းပန်းခြင်းတွေခံစားခဲ့ရပါတယ်။ဒီအချက်မှာသခင်ခရစ်တော်ဤအသက်ရှင်ခြင်းနဲ့တည်ခြင်းဤတရင်စကားတွေကိုကျွန်တော်တို့ကြားခဲ့ရမှာထောက်ရှုရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ကျွန်တော်တို့တယောက်ချင်းစီအတွက်ခွန်အားဖြစ်စေတဲ့နမိတ်လက္ခဏာဖြစ်ပါတယ်။ယခုကဲ့သို့ဒုက္ခဆင်းရဲမျိုးစုံခံစားနေရတဲ့ကျွန်တော်တို့ဒီအခြေအနေတွေရဲ့အဆုံးမှာ မျောလင့်ချက်အသက်ရှင်ခြင်းနဲ့ရှင်မြန်ထမ်းမြောက်ခြင်းတွေရှိတယ်ဆိုတာကိုသတိပေးနေခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဘဝအသက်တာမှာဆင်းရဲဒုက္ခရောက်သူများနဲ့ထိတွေ့ဆက်ဆံပြီးသခင်ခရစ်တော်ရဲ့ကရုဏာနဲ့အသက်ရှင်ခြင်းမျောလင့်ချက်ကိုခံစားစေတဲ့အကြောင်းကိုကြားရတာဖြစ်ပါတယ်။သခင်ခရစ်တော်ရဲ့ကရုဏာဟာကျွန်တော်တို့ခရိယန်တွေအတွက်အခြေခံအုံမြင့်ဖြစ်ပါတယ်။ဒီကရုဏာတော်ကိုအခြေခံပြီးတော့ကျွန်တော်တို့ဘဝကိုရှင်သန်ချရတာဖြစ်ပါတယ်။ ကျွန်တော်တယောက်ချင်းစီဒီလဲသင်ခရစ်တော်ရဲ့ဂရုဏာတနာခြင်းအောက်မှာရှင်သန်ရသလိုဒုက္ခရောက်နေကြတဲ့ကျွန်တော်ရဲ့ညီကောင်မောင်မတွေလည်းခရစ်တော်ရဲ့တနာခြင်းမေတ္တာနဲ့အတူရှင်သန်နိုင်ဖို့ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်တယ်လို့တပါးသူတွေကိုလည်းဒီခရစ်တော်ရဲ့ကျင့်နာတနာခြင်းကိုလက်ဆင့်ကမ်းနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကြိုးစားပေးကြရမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့နေနေဝိပြည်သူပြည်သားများနဲ့တောင်ဘက်အရမမိဖုရားတို့ဟာ ။ဒီရင်ခရစ်တော်ခေတ်ကဤဂျူးလူမျိုးတွေရဲ့ယုံကြည်ခြင်းထက်တာလွန်ခဲ့ကြောင်းကိုထင်ကြီးပွဲရာဆန်မူနာများပြသခဲ့ပါတယ်။မြေနီဝင်းပြည်သားတို့ဟာပရောဖက်ယောနာရဲ့တရားဟောခြင်းကိုကြားကြရပြီးနောင်တရခဲ့ကြပါတယ်။တောင်ဘက်အယက်မှမိဖုရားကလည်းပဲဆော်လမုန်မင်းကြီးရဲ့ဉာဏ်ပညာကိုကြားနာနိုင်မှုရန်အတွက်ခီးအဝေးကြီးမှဒုက္ခခံပြီးကြွရောက်ခဲ့ပါတယ်။ကျွန်တော်တို့တယောက်ချင်းစီအတွက်သင်ခန်းစာပေးနိုင်တဲ့ အရာတစ်ခုရှိနေပါတယ်။ဟိုအရာကတော့ဘုရားသခင်ရဲ့တနာခြင်းဘုရားသခင်ရဲ့မေတ္တာကရုဏာတွေကိုကြားသိဖို့ရန်အတွက်ကျွန်တော်တို့စိတ်အားထက်သန်စွာနဲ့ဘဝခရီးကိုရှောက်ကြရပါမယ်။ကျွန်တော်တို့ကိုအသက်ရှင်သန်ခွင့်ကို ပေးနိုင်တဲ့ခွန်အားကိုခရစ်တော်စီမှာရှာဖွေနိုင်ဖို့ကျွန်တော်တို့ဒီနေ့ထောက်ရှုကြရပါမယ်။ဒုက္ခအခက်အခဲတွေရောက်နေတဲ့အချိန်တွေမှာသခင်ခရစ်တော်ထံမှာ ရင်ခရစ်တော်ရဲ့ကယ်တင်ခြင်းယေရှုတော်ကိုတောင်းလျှောက်ဖို့မျှော်လင့်နိုင်ပါတယ်။ကျွန်တော်ဒီစိတ်နဲ့စိတ်ထားတွေကိုထားရှိပြီးတော့ကျွန်တော်ဒုက္ခရောက်နေသူအချင်းချင်းတို့နဲ့တူဖေးမကူညီကြလျက်သခင်ခရစ်တော်ပေးမဲ့ဒီကယ်တင်ခြင်းယေရှုတော်ကိုကျွန်တော်ရရှိနိုင်ဖို့ရန်အတွက်အတူတူရှောင်လန်းနိုင်ပါတယ်။ဒီမျှော်လင့်ခြင်းတရင်စကားကိုကျွန်တော်တို့ပေးစွမ်းနိုင်ပါတယ်။တောင်ဘက်အယံမှမိဖုရားနဲ့နိနိဝေးပြည်သားတို့ဟာ ူမျိုးချားများဖြစ်ပြီးတော့ပရစ်တော်ရဲ့ကျူးလူမျိုးမဟုတ်ခဲ့ပါဘူး။ကင်ခရစ်တော်ဟာ၎င်းတို့ရဲ့ယုံကြည်ခြင်းကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ဒီတတိယတစ်ချက်ကိုထောက်ရှုခြင်းအပြင်ကင်ခရစ်တော်ဟာလူမျိုးစုဖွဲ့စည်းဘာသာတရားကိုယ်ကိုရာမခွဲခြားဘဲနဲ့ကင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာနဲ့ကရုဏာတော်ဟာတည်ရောက်မှုရှိတယ်ဆိုတာကိုသတိပေးနေပါတယ် ရသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ကရုဏာဟာလူမျိုးရေးဘာသာရေးနိုင်ငံရေးအစဉ်အတန်းတွေကိုကြော်လွန်ကြောင်းသတိပေးနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီအချက်အဖြစ်ဘာမျိုးသားတွေကိုဘာဘာသာတွေကိုဘာအဖွဲ့အစည်းတွေကိုကျွန်တော်တို့လေးစားရတဲ့၎င်းတို့ရဲ့အခြေအနေတွေကိုနားလည်ရန်ဖိတ်ခေါ်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့တယောက်ချင်းစီကခရိယန်တွေကခရစ်တော်ရဲ့တရင်ကောင်းကိုဝေမျှရမှာ ဒုက္ခရောက်နေကြတဲ့သူတွေလူနည်းစုတွေဖယ်ကျင်ချင်းခံချားရတဲ့သူတွေအားလုံးကိုကရုဏာတရားနဲ့စာနာနားလည်မှုဖြင့်ကျွန်တော်တို့စေခံနိုင်ဖို့ဖိတ်ခေါ်နေပါတယ်။တန်တူရည်တူမခွဲခြားပဲဆင်းရဲဒုက္ခတွေမှအတူတူယုံထွက်ကြဖို့ကျွန်တော်တို့ကိုတိုက်တွန်းနေပါတယ်။ဒါကြောင့်ဏိကုံးချုပ်အနေဖြင့်ထောက်ရှုရမယ်ဆိုရင်တော့ဤဝင်ကလေးတရားတော်ဟာမျောလင့်ချက် နောင်တရခြင်းနဲ့စာနာမှုဆိုင်ရာဟောအားဖြစ်စေတဲ့ရင်းစကားဖြစ်ပါတယ်။ဒုက္ခရောက်နေတဲ့သူတွေအတွက်ကောင်းကြီးမင်္ဂလာအကြောင်းတွေကိုဖော်ပြနေပါတယ်။ဘုခင်ခရစ်တော်ရဲ့တနာခြင်း၊ကယ်တင်ခြင်း၊မေတ္တာတော်တွေကိုလူမျိုးတိုင်း၊ဘာသာတိုင်းအစဉ်တန်းမခွဲခြားဘဲနဲ့ကျွန်တော်ရိမြဝေခံစားနိုင်ရည်ဆိုတာကိုထောက်ရှုလျက်ဘုရင်ခရစ်တော်ရဲ့တရင်ကောင်းကိုချင်းချင်းကြားထဲမှာကိုယ်အဖွဲ့အစည်းထဲမှာကိုယ်လူမျိုးထဲမှာဝေမြ 马甲华苏。